Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဆရာပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ်သတင်းအကြောင်းအရာကတော့မဟာသမယအခါတော်နေ့ဓမ္မပူဇာမင်္ဂလာအခမ်းအနားကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီကနေ့ဟာနှစ်ယုံလာပြည်နေ့မဟာသမယအခါတော်နေ့ဖြစ်ပြီးဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်အမြတ်ထားရာနေ့လေးတစ်နေ့ပင်ဖြစ်ပါတယ်နှစ်ယုံလာပြည်နေ့ကိုမဟာသမယအခါတော်နေ့သို့မဟုတ် မြက်သောအခါတော်နေသို့မဟုတ်ငင်းချင်းနေလို့လဲခေါ်ထွင်းကြပါတယ်။နေုံလာပြီမဟာသမယအခါတော်နေရဲ့ထူးမြတ်တဲ့ဂုံရင်တွေမှာတော့ရေလူပွဲကြီးဆင်းနေကြပြီးတောင်သူလေသမားတို့ငင်းကုန်ခိုင်ရန်ပေးမှကင်းဝေး၍ထူကြခြင်း။ကပိလဝုနေကောလိယနှစ်ပြည်တော်စစ်ခင်းတော်မီဘေးအန္တရာယ်မှကင်းဝေးပြီးငင်းချင်းရရတော်နေဖြစ်၍ထူကြခြင်း။ နတ်မြမအသူရာနှင့်နဂါကလုံးများသည်ယဟန်တော်နှင့်ဖျားရှင်များလက်ထက်တွင်ဤတကြိမ်သာစုယုံမိသောနေဖြစ်၍ထူကြခြင်းမင်းသား900သာသနာပေါင်တို့ဝင်ရောက်သောနေဖြစ်၍ထူကြခြင်းယဟန်တော်900လုံးယဟန်နာဖြစ်သောနေဖြစ်၍ထူကြခြင်း။အသမယကို အကြောင်းပြု၍ဂလုံးနဂါတို့ခိုက်ရန်မဖက်မြစ်တာတတ်ဝင်သောနေဖြစ်၍ထူကြခြင်း။မဟာသမယဆိုင်ရာ တုတ်တန်ခုနှစ်မျိုးကို ဟောကြားတော်နေပြည့်၍ဒူကြခြင်းဘိက္ခုနိသာသနာလမ်းစပေါ်တော်နေပြည့်၍ဒူကြခြင်းတို့နည်းပြည့်စုံသော ထူးမြတ်သော နေဖြစ်သောကြောင့်ဖះအကြောင်းကံစေရီများတွင် မဟာသမယနှင့်အခမ်းအနားကိုကျင်းပပြုလုပ်နေတာဖြစ်သလိုရှင်ရောင်သမိုင်းဝင် အပ္ပရာဇိတာဆန်တော်ရှင်ကြိုက်ဝိုင်းစေရီတော်မြတ်ကြီးရဲ့ဂောဘကအဖွဲ့ဝင်များမှကြီးမှုပြီးမဟာသမယအခါတော်နှင့်အခမ်းအနားကို ယနေ့ရှီယောင်သမိုင်းဝင် အပရာဇီတာဆန်တော်ရှင်တိုင်ဝိုင်းဇေယျတော်ကြီးမှကျင်းပပြုလုပ်ခဲ့ရာနနက်9နာရီတွင် မဟာသမယအခါတော်နှင့်အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပြီးနေ့လယ်တနာရီမှာတော့ဒုတိယပိုင်းအစည်းအဝေးအဖြစ်ဝေအသင်းဖွဲ့များကဝေရုဆိုပူဇော်ခြင်းဖြင့်ကျင်းပပြုလုပ်ခဲ့ပြီးဗနာတော်ရင်ကောပကအဖွဲ့ဥက္ကဋ္ဌမှဝေအဖွဲ့များကို အမတ်တရလက်ဆောင်များပေးရခဲ့တယ်လို့သိရပါတယ် မာသမယနေလို့ခေါ်တယ်ဆိုတော့အဲအကြောင်းကတော့အဘတို့ကပ်ပီလီဝနဲ့ကိုရီးယားနှစ်ပြည်တော်တို့တောင်လူလွေသမားအချင်းချင်းခိုင်ရင်ဖြစ်ပွားခြင်းဘေးမှကင်းလို့ချင်းတစ်ချက်ကပေါ့နော်နှစ်ချက်ကကပ်ပီလီဝနဲ့ကိုရီးယားနှစ်ပြည်တော်စစ်ခင်းတော့မဲ့ဘေးမှကင်းဝေးပြီးငင်းရရင်ရတော့နေဖြစ်၍ထူးခြားခြင်း သုံးချက်ကတော့နတ်ပြည်မှာအသူရနဲ့ငကားကလေးများယဟန်တော်များနဲ့ဘုရားရှင်လက်ထက်တွင်ဤတစ်ကြိမ်သာသူယုံမိသော နေဖြစ်၍ထူးခြားခြင်းနောက်နံပါတ်၄ကတော့မင်းသား900သာသနာ့ဘောင်တို့ဝင်သောနေဖြစ်၍ထူးခြားခြင်းနောက်တစ်ခါနံပါတ်5ကတော့ယဟန်တော်900လုံးယဟန်နာဖြစ်သောနေဖြစ်၍ထူးခြားခြင်းနံပါတ်6အချက်ကတော့နိမိန်နဘုရားကမေး၍ပဂရိဘုရားရှင်က ဖြစ်ဆိုသည်ကိုနာကြားရသောကြောင့်ထူးခြားသော နေဖြစ်ခြင်းနမခွနေ့ကတော့မဟာသမယကိုအကြောင်းပြု၍ဂလုံးနဂါးတို့ခန့်ရမဲ့မေတ္တာတက်ဝင်သောနေဖြစ်၍ထူးခြားခြင်းနမရှိကတော့မဟာသမယဆိုင်ရာတုတ်တံခုနှစ်မျိုးကိုဟောကြားသောနေဖြစ်၍ထူးခြားခြင်းနမကိုတော့ဘိက္ခုနီသာသနာလမ်းစာပေါ်ထွန်းလာသော နေဖြစ်၍ထူးခြားခြင်းဆိုတဲ့အချက်၉မျိုးထူးခြားချက်အချက်၉မျိုးလို့ကြောင်း ယနေ့မဟာသမယနေ့ဟုခေါ်တွင်ရေယခုကဲ့သို့ဆင်းရဲခြင်းမှအရင်ဖြစ်ပါတယ်။နှစ်ပိုင်းပေါ့နော်။ဘာလို့ကမနေ့ပိုင်းမှာဟိုအဝါရဆရာတော်ကြီးကိုပါနဲ့ကြောက်ရွံ့ပြီးတော့မဟာသမယနေ့တရားတော်နာယူခြင်းနောက်တခါလူဝဲဝတ္ထုသံသင်္ကန်းဝတ္ထုစုဝဲဝတ္ထုစုစုတို့အတွက်ရေသက်သွင်းချအမြဘေးဝင်ခြင်းခန္ဓာခြင်းပါရင်နံပါတ်3အပိုင်းကတော့ ဟောဒီစံတော်ရှင်ကြပိုင်းသတိတော်မြတ်ကြီးဝုတ်ဖွဲ့ခုနှစ်ဖွဲ့မှာမာသမယတုတ်ကိုတံပြန်ရွတ်ဆို ပူဇော်ကြခြင်းတို့ဖြင့်အဘတို့ဆင်းရင်ကျင်းပကြပါလေဟို၁၂လရာသီဖွဲ့များကိုဆက်လက်ကျင်းပဆောင်ရွက်သွားမှာဖြစ်ဖြစ်ပါတယ်ဟောခဏရသားသမီးများတွေဒီနေ့မဟာသမယတုတ်ရွတ်ဖပူဇော်ခြင်းရဲ့ကုသိုလ်ကံအကျိုးအားကြောင့်ခဏရသားသမီးပေါင်းသူတော်ကောင်းတို့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့အားလုံး ိုစိတ်နှပြကျမ်းမာချမ်းသာဝမ်းသာနှံ့ဖြာကြပါစေလို့အဖအနေနဲ့ဆုမွန်ကောင်းတောင်းပေးရပါတယ်။